ဲညီကိုအားလုံးပဲမင်္ဂလာပါမင်္ဂလာပါเนาะကျွန်တော်ပြီးခဲ့တဲ့ပတ်တော့အဆင်ပြေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဟာကျွန်တော်ညီကိုအတွက်ဒီနေ့ညမှာတော့ကျွန်တော်အကြိုက်ဆုံးပွဲပွဲကတော့အားလုံးပေါင်းအသုံးပွဲရှိပြီဗျာเนาะအသုံးပွဲထဲမှာကျွန်တော်ပပေါင်းဆုံးတစ်ပွဲတော့ကျွန်တော်အခမ်းအနားပြပါမယ်เนาะပပေါင်းဆုံးတစ်ပွဲကကျွန်တော်ဒါကျွန်တော်ရဲ့သုံးသုံးတစ်ချက်ပေါ့ဟလားအကြိုက်တွေရှိညီကိုကယူပေါ့ဟလားအပေါင်းဆုံးတစ်ပွဲကျွန်တော်မန်ယူနဲ့အေဗာနဲ့ပွဲဗျာเนาะမန်ယူနဲ့အေဗာနဲ့ပွဲကမန်ယူကပေးထားကြဗောဒီဂျီတလုံးပလက်85ပေးတာဘောင်းကြီးက3ပလက် 60ပေးထားတယ်။အခြေအနေမှာကျွန်တော်တို့သူတို့အဆင့်စရာပြန်ကြည့်မယ်ဗျာနော်။သူတို့အဆင့်စရာမန်ယူကအဆင့်30ရှိတယ်။အေဗာနန်အဆင့်33ရှိတယ်နော်။အဆင့်30ရနဲ့ယူအဆင့်33ကိုပေးတဲ့ကြေးကတော့ဒီကြေးကတော့နည်းနည်းမစိုးတော့ကျွန်တော်မြင်တယ်နော်။ဒါပေမဲ့ကျွန်တော်တို့ကသူတို့နည်းနည်းသူတို့နဲ့တင်ရဲ့အဲ့ဒီဟောက်ဆုံးကန်ခဲ့တဲ့ငါးပွဲပြန်ကြည့်ရင်ဆိုအောင်မန်ယူကလည်းတပွဲမှတော့မရှုံးတော့ဘူးဗျာနော်။မန်ယူကသူမရှုံးတာအပြင်မန်ယူကနိုင်ခဲ့တဲ့အသင်းတွေကတကယ်အသင်းကြီးနိုင်ခဲ့တာဆန်လန်လန်အသင်းမျိုးတော့အင်္ဂွေးမှာတူးသီးနဲ့တွင်းကားတဲ့ Brighton 4-1နဲ့4-2နဲ့နိုင်ခဲ့တယ်။နောက် Liverpool တော့မှဝင်းဝင်းမှာ2-1နိုင်ခဲ့တယ်။နောက် Spurs ကိုဝင်းဝင်း2-1နိုင်ခဲ့တဲ့အသင်းเนาะတစ်ဖက်က Everton ကကျွန်တော်ဝေးဝင်းနဲ့နှစ်ပွဲလုံးကအခြေအနေမကောင်းဘူးဖြစ်နေเนาะအဲ့အသင်းမျိုး Man U ပေးတဲ့ကြီးကတလုံးပလက်85ဆိုတော့ကျွန်တော်တို့ကအဲ့ဒီတော့စဉ်းစားရဖြစ်နေနော်အဲ့တော့ညပွဲမှာကျွန်တော်ဘောကြီးတလုံးပလက်85ဂိုးပေါင်းကြီး3ပလက်60ဆိုတော့အခြေဝင်မှာတော့ကျွန်တော်စိတ်တော့ဒီည အဘာရန်ဘက်ကတော့ဂိုးကတော့ကျွန်တော်မမြင်ဘူးဗျာနော်အဲဂိုးရမယ့်ရရတော့ကျွန်တော်မန်ယူကပဲဂိုးရမယ်လို့ကျွန်တော်မြင်တယ်နော်ဒါပေမဲ့မန်ယူအသင်းကနေပြီးတော့ဒီလောက်ဟိုတယ်မှာလစ်ပါဘူးနိုင်တာဆန်နာလန်နိုင်တာဘရိုက်တန်နိုင်တာအသင်းမျိုးဒီအဘာရန်အသင်းမျိုးတလုံးဖလက်ဆက်ကအင်ဂွေးမှာပြီးရတော့တော့ကြောက်စိတ်ရင်တော့မန်ယူအလုံးစုံတွင်းတွင်းနိုင်မှာတကူလောက်ပဲတွေးတယ်မှာကျွန်တော်မြင်တယ်နော်အဲ့တော့ကျွန်တော်ဒီညဘွဲအကောင်းဆုံးကျွန်တော်ခံမှန်းမိတာကကျွန်တော်မန်ယူဂိုးအောက်လေးတစ်ချောင်းတော့ကျွန်တော်ပိုကြိုက်တယ်ဗျာနော် နောက်တစ်ပွဲကကျွန်တော်တို့ဘယ်ပွဲဆိုတော့နောက်ပွဲကျွန်တော်တို့စီးရီးယားပွဲပဲနော်စီးရီးယားပွဲကကျွန်တော်တို့တိုယိုတို့နဲ့ကိုမွန်နဲ့ပွဲဟိုယိုတို့ကနေတိုယိုနဲ့ကိုမွန်နဲ့ပွဲမှာအဝေးဝင်းကိုမွန်ဘက်ကနေရောကြီးပေးတာပဲလေဘယ်50ရှုံးဂေါင်းကြီး2မိုင်း20တားမသူပေးတာရယ်နော်အဲ့တော့ကျွန်တော်တို့သူတို့အသင်းရဲ့ဇယောက်ပြန်ကြည့်မယ်ဗျာနော်ဇယားကြည့်တော့ကျွန်တော်အဝေးဝင်းကိုမွန်ကအဆင့်ခွန်ရှိတယ်တိုယိုတို့ကအဆင့်71ရှိတယ်နော် ်ဆင့်ခွန်ကနေပြီးအဆင့်71ကိုအဝေးခွန်ကနေပြီးလေဗယ်90အကျော်ပြန်ပြီးရဆိုတော့ဒါတော်တော်ကြီးပြည့်နေလို့ကျွန်တော်မြင်တယ်နော်ပြီးတော့ကျွန်တော်တို့နှစ်နှစ်သိန်းရကျွန်တော်တို့အဲ့ဒီနောက်ဆုံးကန်ရတဲ့ငါးဘွဲပြန်ကြည့်မယ်ဗျာနော်ပြန်ကြည့်တော့အိရှင်ဖြစ်တဲ့တူနိုအတင်းကနောက်ဆုံးကန်တဲ့ငါးဘွဲတဝဲမှမရှုံသူနှစ်ပွဲနိုင်သုံးဘွဲတည်ကြတယ်အဝေးခွန်ဖြစ်တဲ့ကုကိုမိုးကနှစ်ပွဲနိုင်သုံးဘွဲတည်အတူတော့တော့ကြာနော်ခုတော့ကျွန်တော်စဉ်းစားတယ်ပြအမှန်တရား ကြည့်ပစ်တင်တာကျွန်တော်ထင်တော့ဒါတုံလူကနေပဲကြည့်ပစ်တင်တာဟုတ်တယ်မလားတုံလူစဉ်းစားကြည့်လိုက်အောင်သူ့ဝင်ခွေးမှာမာပူလူတို့အတင်းတော်သူနိုင်တယ်ဗျာနောက်နောက်ဆုံးကန်ကန်နဲ့ဘွဲမှာစဉ်းစားကြည့်အောင်ဟုတ်တယ်မလားဂျူဝင်တက်လို့အတင်းတော်မှာအဝေးခွင်းမှာတေတေချောင်းကန်တဲ့အတင်းအဲ့အတင်းမျိုးအဝေးခွင်းဖြစ်တဲ့ကုံဝန်နေပြီးတော့ပြန်ပြီးတော့ခြေချောပေးထားဆိုပြီးတော့ကျွန်တော်ဒီညတော့ကျွန်တော်ကြိုက်ရင်တပေါ့တော့ကျွန်တော်ကိုမဘော်ဒီကျွန်တော်တချောင်းနဲ့ကျွန်တော်ပူကြိုက်ပါတယ်เนาะအဲကြိုက်တွေရှိရင်ညီကိုရယူဖို့ဗျာဟဲ့လားเนาะ အော်သူတို့ဘက်ကကျွန်တော်တို့ဘယ်ပွဲဆိုတော့ကျွန်တော်တို့စပိန်နိုင်ငံကပွဲစပိန်နိုင်ငံကပွဲကကျွန်တော်အက်စပန်ယိုနဲ့ဆီဗီလာနဲ့ပွဲအပွဲလေးမှာတော့ကျွန်တော်အက်စပန်ယိုကပေးတာကြီးက level 80ရှုံးဂူဂူပေါင်းကြီး2မိုင်50ပြောပေးထားတယ်ဟမ်အက်စပန်ယိုရဲ့အဆင့်ကြီးပြောင်းကြီးမစင်တော့ကျွန်တော်တို့အက်စပန်ယိုကအဆင့်6ရှိတယ်ဆီဗီလာအဆင့်9ရှိတယ်နော်တို့တော့သိရအောင်ဟဲ့ အဆင့်6အနေနဲ့အဆင့်9ကိုပေးရကြည့်ရတော့ကျွန်တော်တော်တော်မစိုးလို့ကျွန်တော်မြင်တယ်နော်ဒီအိမ်အိမ်ကွေးမှာလည်း level 90 90ရှုံးပေးတာတော့အဲ့တော့တို့နဲ့တင်းရဲ့ head တွေပြန်ကြည့်မယ်ဗျာနော် head တွေကကြည့်တော့စီဘီလာကတော့အတားကြီးဖြစ်တာပဲနော်နောက်ဆုံး7ဝဲလောက်ရှိရှိတယ်ဗျာဒါစီဘီလာအနိုင်ကြီးပဲ expand ညိုတပွဲအောင်နိုင်တယ်ပြီးတော့ကျွန်တော်တို့တို့နဲ့တို့နဲ့တင်းရဲ့ကျွန်တော်နောက်ဆုံးကန်တဲ့ငါးဘွဲပြန်ကြည့်ရပြနောက်ဆုံးကန်တဲ့ငါးဘွဲမှာ အစပန်ကသုံးသုံးဘွဲ့နိုင်နှစ်ဘွဲ့တည်နှစ်ဘွဲ့ရှုံးတာနော်အော်သုံးနှစ်ဘွဲ့ရှုံးတာဘယ်သင်းနဲ့ရှုံးတာကျတော့အလာဘက်ကိုသူရှုံးတာတူပန်းနဲ့နောက်ပြီးတော့အင်ကွင်းမှာသူဗီလာရီယိုကိုစီတူနဲ့ရှုံးတာနော်စီဗီလာအသင်းရလဲနော်အော်သုံးကန်နိုင်ငါးဘွဲ့နှစ်ဘွဲ့နိုင်သုံးဘွဲ့ရှုံးတာနော်အော်ရမအော်ဒီချောင်းဆိုးတွေက ီကြေးဝေရုံမှာတော့ကျွန်တော်ထင်တော့တအားကုန်တယ်မှာစီဗီလာဘယ်ဘက်ကတော့နေဆုံးတကောတော့တော့ရမှာကျွန်တော်မြင်တယ်เนาะနောက်ပြီးကျွန်တော်အစပန်ယောလည်းသူ့သူ့ဝင်ဝင်မှာတော့အနည်းဆုံးတော့တကောတော့ရှူးမှာတော့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီနေ့သင်ရတော့ကျွန်တော်အနည်းဆုံးနှစ်နှစ်ကိုတော့စကြည့်မှာကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်သဘောကျတာကျွန်တော်အစပန်ယောဂိုးဘော်တစ်ချောင်းနဲ့ကျွန်တော်ပူကြိုက်ပါတယ်เนาะအဲ့တော့ညီအကြိုက်တွေရှင်းညီကိုပြယူဖို့ဟာလားเนาะကဲဒီနေ့တော့ဒီလောက်ပဲဗျာ